ပိတ်နဲ့နောက်ကထုလိုက်လို့အဲ့ဒါငုံလိုက်လို့ခေါင်းလွတ်သွားတာဗျာအဲ့ဒါမျိုးဟောလာနော်ဒါမတူဘူးဥယျာဇိန်နာတော့မှာအဲ့ဒီအခက်ခဲရှိနောက်တစ်ခုကဘ ਹੁ ဌာနတွေထဲမှာလဲဘုံကြီးတဲ့အကြောင်းကဘယ်အကြောင်းဆိုတာဦးဇင်းတို့ခုစည်ရင်းလေးတွေလောက်ကြည့်နော်ပြည့်စုံတဲ့ဘ ਹੁ အကြောင်းကဘယ်အကြောင်းမပြည့်စုံတဲ့ဘ ਹੁ အကြောင်းကဘယ်အကြောင်းလို့ခုအဆက်အသွယ်လေးတွေနဲ့စည်ရင်းပြည့်စုံနေတာလေးတွေရှိနော် ဘ ਹੁ ចောင်းနဲ့မှလည်းပဲမပြည့်စုံတဲ့ဘ ਹੁ ចောင်းကပူပြီးတော့ဥစားပေးရလိမ့်မယ်။ဘာလို့လဲတော့ဒီကိုတော့လန်ကြလိုက်နောက်ဘက်ကိုတော့ဒီပါအကုန်လိုက်လာလိမ့်မယ်။ဟုတ်လားနော်။အဲ့ဒါကြောင့်မို့ဒုသူတော်စင်များဒါဒီလေးပဲအဲ့ဒါတွားရင်းလာရင်းနဲ့ကိုရှာထားတဲ့ငွေတွေကနေကုကုသိုလ်ကောင်းမှုလုပ်လို့မရဘူးလား။ရတယ်။ဟုတ်လား။ချမ်းသာတဲ့ဘုန်းကြီးအဲ့ဒီဘုန်းကြီးစီကိုသွားပြီးတော့ပုံဩပြီးတော့လူလာတဲ့ တကယ်လူတဲ့နန်းလေးမှာသင်္ကန်းတစ်စုံသွားလှူတာပို့ပြီးတော့ကျိုးကျေးဇူးများသလားမရဘူးလားအများကြီးရှိနေတဲ့ခွန်ကြီးတွေသွားပြီးသင်္ကန်းလှူလိုက်နှစ်မျိုးပဲရှိတယ်ခွန်ကြီးကတရားတရားကောင်းရင်အောက်လက်လက်အောင်ငယ်သားကိုဖွဲ့ပေးလိုက်တရားတရားနဲ့ရင်အကုန်ရောင်းထုတ်မှာပဲဟုတ်လားနော်နှစ်မျိုးပဲရှိဘယ်နှမျိုးပဲရှိအေးအဲ့ဒါကြောင့်ကိုလှုပ်တဲ့လုပ်ငန်းကိုလှူလိုက်တဲ့ဒီသင်္ကန်းလေးကိုဝစ်တဲ့နေရာထိပို့ဖို့ရည်ကြီးသလားမကြီးဘူးလား ေးအဲ့ဒါကြောင့်ခုတောင်းနှန်းနဲ့ပတ်သက်ပြီးတို့သူတော်စင်များဆက်လက်ပြီးတော့ထောက်ပံ့ပါဟုတ်လားတို့ဘဝကြီးတကယ်ဆင်းရဲတယ်ဆင်းရဲသလားမဆင်းရဲဘူးလားဒါဥစဉ်တို့ကအယောင်တက်နေတဲ့အချိန်မှာမြင်ရလို့တို့ရဲ့ဆင်းရဲတာလေးတွေကိုမမြင်တာဒီတဲ့အရင်တို့ကဒီတဲ့ပို့ပြီးဆင်းရဲသလားမဆင်းရဲဘူးလားဆင်းရဲတာတွေအများကြီးကြုံခဲ့ကြတယ်အဲ့ဒါကြောင့်တောင်းနှန်းများကိုလည်းပဲကြိုးစားပြီးတော့ထောက်ပံ့ဖို့ခုနော်ဟာခါဆရာတော်ဆိုရင်အများကြီးလုပ်ငန်းတွေလုပ်သွားတာတွေရှိဟိုမှာလည်းပဲလုပ်ငန်းတွေအများကြီးရှိတယ် ဒါမျိုးကြတော့ကြိုးစားပြီးတော့ပံ့ပိုးဖို့လိုသလားမလိုလားလိုတယ်ဟောလားအဲ့ဒါမျိုးဘူဌာဏတဘာ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 နဲ့ဆက်လက်ပြီးတော့သရတရားရှိကြတဲ့ပုဂ္ဂိုလ်များကနေမှန်မှန်ကန်ကန်သာသနာပြုသွားရင်ဥစဉ်လို့ခြင်းနဲ့နောက်ထပ်10နှစ်လောက်ရှင်ဘုရားဘာသာပြီးတိတိတာတာတုတ်တက်လာပါလိမ့်မယ်ဟောလားနော်အဲ့ဒါမျိုးလုံလို့ရသလားမရဘူးလားရတယ်အေးအဲ့ဒါကြောင့်မို့လောကမှာနေနေတဲ့အခိုက်အတန့်ကိုယ်သွားလေရာမှာ နော်နောက်ကနေပါလာမဲ့ဒါနတုပ်ကိုထုတ်ထားဖို့လိုသလားမလိုလားအဲ့ဒါကလည်းဘယ်ချိန်မှာအကောင်းဆုံးလဲပြောရင်ကျမ်းမာရေကောင်းတော့ဘယ်ချိန်မှာလဲကျမ်းမာရေကောင်းတော့မဲ့ကျမ်းမာရေမကောင်းတော့ဘူးဆိုရင်အဲ့ဒီလုပ်ငန်းတွေလုပ်လို့ရသေးလားအေးအဲ့ဒါကြောင့်မို့ခန္ဓာရှိတဲ့ပုဂ္ဂိုလ်တိုင်းမှာတော့ယောဂရှိသလားမရှိဘူးလားသူ့မှာလည်းယောဂတစ်မျိုးတစ်မျိုးရှိလိမ့်မယ်ကိုယ်မှာလည်းယောဂတစ်မျိုးတစ်မျိုးရှိသလားမရှိဘူးလား အဲ့ဒီယောဂါများမပြင်းထန်ခင်မှာလုပ်ငန်းများများ လုပ်ထားဖို့လိုသလားမလိုဘူးလိုတယ်အဲ့ဒါကြောင့်မို့ယောဂါဖြစ်တယ်ယောဂါဖြစ်တယ်ဆိုတော့ယောဂါဖြစ်ကြတဲ့အပိုင်းမှာယောဂါဟာဘယ်နှမျိုးရှိသလဲလို့ပြောရင်နှစ်မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိယောဂါဘယ်နှမျိုးလဲလေနှစ်မျိုးရှိတယ်အဲ့ဒီယောဂါတွေကဘာယောဂါတွေလဲပြောရင်ရုပ်ယောဂါနဲ့စိတ်ယောဂါဘာယောဂါနဲ့ဘာယောဂါ ရုပ်ယောဂာနဲ့စိတ်ယောဂာတို့သူတော်စင်တို့ရဲ့ရုပ်တရားပေါ်မှာမိတီးပြီးတော့ယောဂဖြစ်တာလည်းမရှိဘူးလားအေးဒီရုပ်တရားကိုအပြင်ကနေပြီးတော့ญาတိဘုဒ္ဓအပြောင်းလဲများ အစာအသောက်များကိုမိတီးပြီးတော့ဒီခန္ဓာကိုဒီယောဂာရလာတာမရှိဘူးလားအဲ့ဒါကိုဘာယောဂာရုပ်ယောဂာစိတ်ယောဂာကပူဆိုးရဲ့ဘာယောဂာကပူဆိုးစိတ်ယောဂာကပူပြီးတော့ဆိုးတယ်စိတ်ယောဂာဆိုတာက ကလေးငယ်ငယ်ရဲ့ဘဝမှာသွားပြီးတော့ကြည့်ယောဂသိပ်ပြီးတော့မဖြစ်သေးဘူးဟုတ်လားအသက်ရွယ်ကြီးလာတဲ့အခါယောဂတွေပေါ်သလားမပေါ်ဘူးလားယောဂတွေအများကြီးပေါ်တယ်လောဘယောဂဒေါသယောဂမောဟယောဂတွေရှိသလားမရှိဘူးလားအေးကလေးငယ်ငယ်ရဲ့ဘဝမှာသွားပြီးတော့ကြည့်မနာလူရာမျိုးလို့ဝန်တူရာမျိုးလို့မာမနာကြီးတာမျိုးလို့အထူးအဖြင့်ကလေးမာမနာမကြီးတတ်ဘူးနော်ဘာမလုပ်တတ်ဘူးလဲမာမနာမကြီးတတ်ဘူးကလေးအရွယ် ဒါပေမဲ့အသက်ရွယ်လေးရလာတာနဲ့အများမမာနတွေရှိသလားမရှိဘူးလားရှိတတ်တယ်ကလေးအရွယ်တွေဖြူစင်တယ်ကောမေးကြည့်လိုက်လို့ရှင်လည်းပဲဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးပြောင်းပြောသလားမပြောဘူးလားပြောင်းပြောတယ်ဥစဉ်တို့တခါတော့ကကိုဆွန်းသားသွားတယ်လို့ပြည့်နော်ဆရာတော်ကြီးတစ်ပါးနဲ့အဲ့ဒါဥစဉ်တို့အိမ်တိမ်ကိုသွားပြီးတော့ဆုံးဖုံးပေးကြတယ်ငါးပါးကြွဆရာတော်ကြီးကတော့တရားတရားကလည်းကောင်း လူတွေကိုသိစေတင်တဲ့အတွက်ကြောင့်ဖရာရဲ့ဂုံတော်တွေကိုပြောပြဗာဒီကိုပြောပြဖရာရဲ့ဂုံတော်တွေကိုပြောပြနာအလားဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသရဏသမ္မာနောဆိုဂုံတော်တစ်ခုစီကနေသာအရဟံဆိုရင်ပူဇော်ထုကိုခံတော်မူလိုက်တဲ့ဖရာဘယ်လူကိုပူဇော်ခံတိုက်တာနောက်ကိလေသာကင်းစင်တော်မူတဲ့ဖရာဘယ်လူကိုကိလေသာကင်းစင်တယ်ဆိုအသေးစိတ်ရှင်းပြ စိတ်ွယ်ရရက်မှာပဲမကောင်းမှုကိုမပြုတဲ့ဘုရားဆိုတိတိချာချာရှင်းပြဘုန်းကြီးကတဏှာကြီးလည်းမပြီးဆွမ်းသာသွားတာကိုနှစ်နာရီလည်းမပြီးဟုတ်လားနော်အကြာကြီးဖြစ်နေတဲ့ခါကျတော့တရားနာနေတဲ့ပြိတ္တဲထဲမှာပါတဲ့ကလေးတယောက်ကမတ္တထပြောဘာរីပြောမှန်းလည်းမသိကျင်းစရာကောင်းလားဘာခပြောလဲဘာរីပြောမှန်းလည်းမသိဘူးကျင်းစရာကောင်းတယ်လေကလေးပေါ့စားကထပြောတယ်ဟုတ်လားအပြုံးနဲ့ဆိုတော့အဲ့ဒါသူ့မိရဗဇက်ပိပြီး အောက်တန်းဆွဲချသွားတယ်ဟုတ်လား ကလေးဆိုတော့ဟန်ဆောင်ရဲ့လားမဆောင်ဘူးလူကြီးသွားမေးကြည့်ရင်တော့မကောင်းလေမင်းဘလို့နေတော့အဲတိတ်မဆိုးပါဟုတ်လားအဲ့ဒါမျိုးနဲ့ရှိသလားမရှိဘူးလားအေးအဲ့ဒါကြောင့်ကလေးဘဝကတန့်ရှင်းလူကြီးဖြစ်လာတဲ့အခါကျတော့တပြေးပြေးနဲ့လောကရန်တွေကလည်းမျိုးစုံကြုံရတော့စိတ်ဓာတ်တွေကလည်းဒဏ်ရာတွေရသလားမရဘူးလားစိတ်တွေကလည်းပဲဒဏ်ရာတွေရတယ်စူးတွေလည်းပဲနှလုံးသားကိုစူးသလားမစူးဘူးလားမျိုးစုံစူးတယ်လောဘစူးဒေါသစူးမောဟစူးအကုန်စူးတယ် အဲ့ဒါတွေကိုတို့ကထုတ်နိုင်ရင်ထုတ်မထုတ်ဘဲနဲ့ပေပြီးတော့ထားရင်ကြာရင်အဲ့ဒီဒဏ်ရာတွေနဲ့အကုန်ကြည်ပြီးတော့မြ мян သေးသလားမသေးဘူးလားမြ мян သေးတတ်တယ်အဲ့ဒါကြောင့်မို့လောကလူသားမှာရုပ်ယောဂလည်းပဲ ရှိတယ်စိတ်ယောဂလည်းပဲရှိတယ်ပြောကြည့်ပါဘာတွေရှိလဲရှိသလားမရှိဘူးလားရှိတယ်ကဲအဲ့ဒီထဲမှာသွားပြီးတော့ကြည့်လိုက် ရုပ်ယောဂါကတော့ဒုသူရောစင်များဆေးရုံဆေးကန်းနေရှိလို့ကုစားပေးတဲ့လူတွေပေါ်သလားမပေါ်လားပေါ်တယ်စိတ်ယောဂါကတော့ဘာသာရေးရှိတုံးမှဘာရှိတုံးမှဘာသာရေးရှိတုံးမှခုပြရအဲ့လို့ဆိုတော့စိတ်ယောဂါကျန်ထန်းတာလေးတွေရှိတယ်စိတ်ယောဂါဘယ်နှမျိုးတယ်လဲဘယ်နှမျိုးတယ်လဲစိတ်ယောဂါ၈မျိုးရှိတယ်တဲ့အဲ့ဒီယောဂါများဒုသူရောစင်များကိုယ့်ရဲ့တန်တန်မှာရှိမရှိ စဉ်းစားပေါ့ဟုတ်လားနော်အဲ့ဒါဘာတွေလဲပြောရင်နံပါတ်1ကသိမခံတတ်တဲ့စိတ်တဲ့ပါစိတ်အဲ့ဒီယောဂရှိသလားမရှိဘူးလားသိမခံတတ်တဲ့ယောဂရှိတယ်တဲ့ပြောကြည့်ပေါ့ဘာယောဂလဲလေသိမခံတတ်တဲ့ယောဂလူတယောက်နဲ့တယောက်စကားပြောလိုက်လို့ရှိရင်သိခံခြင်းရင်လည်းပဲရသိမခံခြင်းရင်လည်းပဲရသလားမရဘူးလား ရတယ်တစ်ဖက်ကကျန်းလို့တစ်ဖက်ကပြန်ကျန်းရင်ဘယ်သူရှုံးသွားရှုံးသလားမရှုံးလားရှုံးတဲ့ဘက်မှာနောက်ကပုဂ္ဂိုလ်ကကိုရှုံးတစ်ဖက်ကပြောတာကကျန်းကျန်းထန်းထန်းနေကြည့်တယ်ပြောလို့တစ်ဖက်ကနေပြန်ပြီးတော့ကိုကစိတ်ကောင်းစေတနာကောင်းရှိနေတယ်ဆိုလို့ရှိရင်ကျန်းပြီမဲ့လျှော့ပေးလိုက်ရသလားမရဘူးလားအေးအဲ့ဒါဆိုရင်တစ်ဖက်ကလူကောင်းလို့ပြောလို့ရသလားမရဘူးလား နှစ်ဖက်လုံးကကျမ်းရင်ကြတော့လူကောင်းရှာလို့ရသေးလားမရတော့အဲ့ဒါကြောင့်မို့တိမခံတတ်တဲ့စိတ်ကိုတက်နိုင်တယ်ဗျာဟုတ်လားဘာလို့ပြရထိမ့်ချုပ်ပြရမယ်ဘာလို့ပြရမလဲထိမ့်ချုပ်ပြရမယ်လူဒီစိတ်တဲ့လေးတွေရှိနေတော့တယောက်နဲ့တယောက်ကကိုယ်စိတ်သူ့စိတ်တယောက်နဲ့တယောက်တူရလားမတူတဲ့အတွက်ကြောင့်မို့အယူအဆတွေကွာလိမ့်မယ်အမြင်တွေကွာလိမ့်မယ်အတွေးတွေကွာလိမ့်မယ် သိခံရင်တလုံးလေးပဲတွက်ဘလို့တွက်မလဲပြောရင်သူစိတ်ကငါစိတ်မဟုတ်ဘူးလို့တွက်ဘလို့တွက်မလဲသူစိတ်ကငါစိတ်မဟုတ်ဘူးလို့ဒုသူရောစင်များတွက်ပါအဲ့ဒါဆိုရင်သိခံနိုင်မလားမခံနိုင်ဘူးလားသိခံနိုင်ခုဒီမှာကြည့်လိုက်တဲ့အခါနော်စိတ်ယောဂါထဲမှာအကျဉ်းဆုံးကတော့ဘာစိတ်တယ်လဲသိမခံနိုင်တဲ့စိတ်ရဲ့ဘာစိတ်တယ်လဲအဲ့ဒါနံပါတ်1ယောဂါ နောက်နံပါတ်1ယောဂါကကြတော့ဘာယောဂါရတယ်လဲပြောရင်ဟုတ်လားကျူတင်ကြံစီပြီးတော့ကြောက်လန့်နေစေတဲ့ဘာသိလဲကျူတင်ကြံစီပြီးတော့ကြောက်လန့်နေစေပြောကြည့်ပါဘာတယ်လဲကျူတင်တွေးပြီးတော့ကြောက်တဲ့စိတ်ပေါ့ဘာသိလဲကျူတင်တွေးပြီးတော့ကြောက်တဲ့စိတ်အဲ့ဒီစိတ်လေးတွေဒုသူတော်စင်တို့ ဖြစ်သလားမဖြစ်ဘူးလားဖြစ်တတ်တယ်ကြိုတင်ပြီးတော့တွေးတယ်ဆိုတာကြိုတင်ပြီးတော့တွေးပြီးကြောက်တာဆိုတာဘာလဲလို့ပြောလို့